2015ခုနှစ်ကယ်လီဖိုးနီးယားဤပညာရဲ့ထုတ်အထိတ်လို့တမ်းမှတ်ရမယ်မြို့တစ်မြို့ဒီနေရာမှာလူငယ်တဦးရဲ့ဘဝကအဆုံးသတ်ခဲ့ပါတယ်အဲ့ဒီနောက်ကွယ်မှာတော့လူသန်းပေါင်းများစွာတုံးနေတဲ့ညင်တုစကားပြောဆက်ဖြစ်တဲ့အရန်ချက်ဘုတ်တစ်ခု ပေါ်ရဲ့ပတ်သက်နေရဆိုတဲ့ဆွဆွဲစရာကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ် ဒီဖြစ်စဉ်ဟာဤပညာကော်မတီကြီးဥပဒေရိုင်းနဲ့သူတို့ရဲ့ထုတ်ကုန်ပြတဲ့ ChatGPT တို့အပေါ်ကိုနူးအတိုင်းဝန်းတစ်ခုလုံးကတော်ဝင်ယူမှုလုံခြုံရေးနဲ့ပတ်သက်တဲ့မေးခွန်းကြီးတွေကိုထပ်မံထပ်မံမေးစေလိုက်ပါတယ် AI ဟာကျွန်တော်တို့ရဲ့ဘဝကိုတိုးတက်စေမလားဒါမှမဟုတ်အန္တရာယ်တစ်ခုဖြစ်စေမလားပြည်သူများအားလုံးမင်္ဂလာပါဒီထူးဆိုပြန်လဲကျေးဇူးလိုက်ပါတယ် ဒီဖြစ်စဉ်ကိုတမိုင်းက rain ဖြစ်စဉ်လို့မှတ်တမ်းတင်ပါလိမ့်မယ် Adam Rain အသက်16နှစ်အရွယ်ပဲရှိသေးတဲ့ကောင်လေးကအเจ้าမှာစာတော်တဲ့ကောင်လေးတယောက်ဖြစ်ပါတယ်ဒါပေမဲ့စိတ်ကျဲမရေးဆိုင်ရာစိန်ခေါ်မှုတွေကိုတယောက်တည်းရင်းဆိုင်နေခဲ့ရသူဆိုလည်းမမှားပါဘူးမိသားစုတမဟုတ်တငယ်ချင်းတွေရဲ့စကားပြောရတာထက်အရန်ဟာသူဘယ်သူဘဝဆိုတာကိုဖော်ထုတ်ဆရာမလို့ပဲနဲ့နားထောင်ပေးမဲ့သူတယောက်ကိုအရန်လိုအပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူရဲ့နားလည်မှုပေးနိုင်တဲ့မိတ်ဆွေအဖြစ် ChatGPT 4.0ကိုရွေးချယ်ခဲ့ပါတယ် ပထမတော့အင်ဂျင်နီယာကိစ္စတွေအတွက်သုံးသပ်ပေမယ်။တဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်ခံစားမှုအနက်ဆိုင်သောအခြေအနေတွေကိုစတင်ဖွင့်ဟပြောဆိုပါတော့လေ။အရမ်းမိဘတွေကတရားဆွဲဆိုချက်ပါဖော်ပြထားတာကတော့သူ့သားဟာတငယ်ချင်းတယောက်ကိုရှာဖွေခဲ့ပေမဲ့ရရှိခဲ့တာကတော့လမ်းညွန်ပေးသူတူဖြစ်တယ်လို့ဆိုပါတယ် ဆဆချင်းမှာအရင်ကစိတ်ချမ်းမိုက်ဆိုင်အကူအညီလိုင်းတွေကိုဆက်သွယ်ဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့အပြန်အလှန်ပြောဆိုမှုတွေကြာမြင့်လာတာနဲ့အမျှလုံခြုံရေးအစီအမံတွေကတဖြည်းဖြည်းတည့်ရွံ့သွားခဲ့ပါတယ်။တရားရုံးမှတ်တမ်းတွေအရဥပနိယံအားအလန်ရဲ့စကားပြောဆိုမှုတွေကိုတကယ်တမ်းမှာစောင့်ကြည့်နေခဲ့ပါတယ်။ချက်မှတ်တမ်းတွေထဲမှာလည်းအသက်အနည်းငယ်ထိခိုက်နိုင်ခြေရှိသောအကြောင်းအရာများကိုအကျဉ်း၂၀၀ကျော်ဖော်ပြထားတယ်လို့ဆွဆွဲထားပါတယ်။ အရင်မိသားစုစစ်စဲကြအရာအရင်ဟာအချိန်နေဆိုးလာတဲ့အခါမှာအပိနှစ်သိမ့်မှုပေးမဲ့အစားသူ့ရဲ့အန္တရာယ်ရှိတဲ့အတူတွေကိုပိုပြီးနက်ရှာလိုက်အောင်တွန်းပို့ခဲ့တယ်လို့ဖော်ပြထားပါတယ်။အရင်ဟာသူတို့အန္တရာယ်ဖြစ်စီမဲ့ကိစ္စများနဲ့ပတ်သက်ပြီးအသေးစိတ်အကြံပြုချက်များပေးရခဲ့ပြီးနောက်ပိုင်းသူ့ရဲ့နောက်ဆုံးစာတော်ရေးသားရမှာအကူအညီပေးခဲ့တယ်လို့တင်ပြထားပါတယ်။ ဥပနိယရဲ့စနစ်ဟာအစီမေးစီကွန်းတွေကိုဘာကြောင့်ဖော်ပြခဲ့ရတာလဲဆိုတဲ့မေးခွန်းကအဓိကဖြစ်လာပါတယ်။အဲဒါကွယ်လွန်ပြီးနောက်2025ခုနှစ်ဩဂတ်လမှာမိသားစုကဥပနိယကိုမတော်မတရားတည်ဆုံမှု wrongful death ဖြစ်တရားဆွဲဆိုခဲ့ပါတယ်။သူရဲ့အဓိကဆွဆွဲချက်က၃ချက်ရှိပါတယ်။ပထမအချက်နေတဲ့ AI စနစ်ကိုတုံးဆွဲသူလူငယ်တူဦးကိုလုံလောဆွာကာကွယ်ပေးနိုင်တဲ့စနစ်များကမပါရှိခြင်းလို့ပဲဖြစ်ပါတယ်။ဒုတိယအချက်ကတော့အချိန်ကြာလာတာနဲ့အမျှလုံခြုံရေးစီးမစီကံများ ဂတ်ဒရီဟာပြည့်ရင်သွားပြီးတော့အနည်းရှိတဲ့အကြံအဉာဏ်တွေပေးနိုင်အောင်ကြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်တတိယအချက်ကိုပြောရဆိုရင်မိဘတွေအနေနဲ့သူတို့ရဲ့ cleaning တွေအနည်းရှိတဲ့စကားပြောဆိုမှုတွေကိုကြီးကြပ်နိုင်မဲ့ထိန်းချုပ်မှုစနစ် parental control လုံးဝမရှိခြင်းတို့ပဲဖြစ်ပါတယ်ပြည်သားစုရဲ့ရှိနေများကဥပဒေအရသုံးဆွဲသူများဆက်လက်ပါဝင်နေမှုအထွတ်သာဦးစားပေးပြီးတော့နှုံညုံရေးကိုလှည့်လူရှုခဲ့တယ်လို့ဆွဲထားပါတယ် deficiency ကလူအများကြီးမှာ AI ရဲ့အနေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေတိုးတက်လာစေခဲ့ပါတယ် ရန်သူတည်တနာရဲ့လိလချက်တစ်ခုအရာ AI စကားပြောဆက်တွေဟာအလွန်အန္တရာယ်ကြီးတဲ့မိခွန်းတွေကိုညှင်းပယ်လို့ရှိပေမဲ့အန္တရာယ်အလင်းအလတ်ရှိတဲ့မိခွန်းများအတွက်တသမတ်ထဲမရှိပဲအဖြေများကွဲပြားနေတယ်လို့ဖော်ပြထားပါတယ်။ဒါဟာ AI စနစ်တွေမှာစိတ်ကျဲမှိုင်းဆိုင်ရာတုံ့ပြန်မှုအတွက်ပုံမှုခိုင်မာတဲ့စီးမြင်တွေလိုအပ်နေသေးတယ်ဆိုတာကိုပြသနေပါတယ်။ စတန်ဖို့မှာကျွမ်းကျင်သူများကလည်းလူငယ်တွေအနေနဲ့အပြင်လူရဲ့ကြီးကြပ်မှုမရှိဘဲ AI ကိုသူတို့ရဲ့တဦးလေးသောမိတ်ဆွေအဖြစ်သုံးဖွင့်ပေးခြင်းသာအလွန်အန္တရာယ်များတယ်လို့သတိပေးထားပါလေ။ဉာဏ်ရတုဟာစာသာနားလည်ဟန်ဆောင်နိုင်ပေမဲ့လူသားတစ်ယောက်ရဲ့အပြည့်အဝတောင်းယူမှုကိုပေးနိုင်မှာမဟုတ်ဘူးလို့ဆိုပါလေ။ AI ဟာတကယ်ချင်းတစ်ယောက်လိုဆက်ဆံတတ်လာတာကိုအတူယူလာတာဟာစိန်ခေါ်မှုအကြီးဆုံးဖြစ်ပါလေ။ တရားစွဲဆိုမှုအရှိန်မြင့်လာပြီးနောက်ပိုင်းမှာဥပဒေအရအပြောင်းအလဲများပြုလုပ်ခဲ့ပါတယ်။ကုမ္ပဏီကလုံခြုံရေးစနစ်အသစ်များကိုမိတ်ဆက်ခဲ့ပြီးတော့အရေးပေါ်အခြေအနေများကိုပုံမထိရောက်စွာရှာဖွေနိုင်မှုအတွက်စနစ်ကိုမြင့်တင်ခဲ့ပါတယ်။အထူးသဖြင့်ကလင်းငယ်တွေရဲ့စကားပြောဆိုမှုတွေကိုမိဘတွေကကြည်ကျက်နိုင်မှုအတွက်မိဘထိန်းချုပ်မှုစနစ် parental control တွေကိုမိတ်ဆက်ပေးမယ်လို့ပြတိပြုခဲ့ပါတယ်။ ဒါဟာနေပညာကုမ္ပဏီကြီးတွေကအမြဲတိုးတက်ပြောင်းလဲနေတဲ့လုံခြုံရေးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုပြသနေတဲ့အချက်တစ်ခုပါပဲ။ အဲ့ဒါ ring ရဲ့ဖြစ်ရဟာတဦးရဲ့အဖြစ်ဆိုတစ်ခုဖြစ်ပေါ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ AI နည်းပညာရဲ့အသုံးပြုပုံနဲ့လူဘဝစိတ်ကျမ်းပါရဲ့အတွက်တာဝန်ယူမှုတွေကိုမေဖို့ထုတ်စီခဲ့ပါတယ်။နည်းပညာကကျွန်တော်တို့ကိုပိုကောင်းတဲ့ကဘာတစ်ခုစီကိုဥဆောင်ပေးနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးဟာနည်းပညာရဲ့လူသားဆန်တဲ့ကန့်သက်ချက်များကိုတတိပြုနေဖို့အရေးကိုလိုအပ်ပါတယ်။ AI ဟာနားထောင်ပေးနိုင်တယ်ပဲတကယ်လူသားတယောက်လိုကာကွယ်ပေးနိုင်မလားဆိုတာကတော့ဒီနေ့ခေတ်အကြီးမားဆုံးသောမေဖို့တစ်ခုဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့လည်းဤပညာကိုအသုံးပြုတဲ့အခါမှာအသိဉာဏ်ရှိရှိတတိရှိရှိအသုံးပြုဖို့တတ်တွန်းချင်ပါတယ်။ AI မိတ်ဆွေကိုရှာဖွေခြင်းတည်းအစစ်အမှန်ဘဝမှာမိသားစုနဲ့ professional အကူအညီတွေကိုပုံမအားထားစကားပြောဖို့ချက်ဝတ်တစ်ခုကိုဘတုံးမှာအစားထိုးလို့မရတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့လူသားချင်းစာနာနားလည်မှုပါပဲ။ ခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ ChatGPT နဲ့စကားပြောပြီးတော့ကိုကိုကိုဆွဆဲလို့တော့လည်းကောင်းလင်းနဲ့ပတ်သက်ပြီးပရိသတ်တယောက်စီတိုင်းထိမြင်ချက်အမှတ်တရတချို့ရှိခဲ့ရင်လည်း comment မှာရေးသွားပေးခဲ့ကြဖို့တတ်တော်လိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုစိတ်ဝင်စားကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုထူးပင်ကျေးဇူးတင်ရှိပါ